ောင်လေးမင်္ဂလာပါမင်္ဂလာပါโอเคအရင်ဆုံးပြိသက် တွေကိုကိုယ့်ရဲ့နာမည်လေးနဲ့မိတ်ဆက်ပေးပါအောင်အောင်လေးမင်္ဂလာပါကျွန်းနာမည်ကအာလိုင်းပါဖြစ်ပါတယ်ဒီ Mr. Supernation ရဲ့အာမြန်မာနာမည်ဆန်ကဖြစ်ပါတယ်ဟုတ်ကဲ့ပါရှင်ဘာပြောလဲဘာပြောလဲမိတ်ဆက်ပေးပါအောင်လေ Spread Reward Top Down ဖြစ်ပါတယ်အာ Mr. Mr. နဲ့တွေ့ကြပြီတွေ့ကြပြီတွေ့ကြပြီတွေ့ကြုံနေနေရအဲ့တော့မောင်လေးမီဒီယာတွေမှာအင်တာဗျူးဖြေတာလည်းတွေ့ပါတယ်အရှိမ လေးမောင်းလုတ်ပြီးတော့အခုဒီဘက်ကိုကုပြောင်းလာတာဆိုတော့တိပိသားပြည်သက်တွေလည်းရှိပြီမဲ့မတည်သေးတဲ့သူတွေအတွက်လည်းအဲ့ဒီကြောင့်လေးစပြပြပြပေးပါအောင်အဲကျွန်တော်ဒီငငယ်လေးကဒီအနုပညာလောက်ဝါသနာပါဝါသနာပါဒီလေးမောင်လှုပ်ဖြစ်တယ်ဆိုတာကလည်းဒီကိုဒီအနုပညာအလောက်လုံးမဲ့အတွက်ကြောင့်ဒီအိမ်ကလည်းဟိုထောက်ပံ့နေဆိုပေမဲ့လည်းအိမ်ကထောက်ပံ့အလောက်မလိုချင်တဲ့ခါကျတော့ဒီကိုအလောက်တစ်ခုလုံးမဲ့ဆိုတော့ဆုံးဖြတ်တဲ့အချိန်မှာဒီလေးမောင်ရွေးဖြစ်သွားပါဘော။အော် ်လှုပ်ချင်တာမလှုပ်ပဲနဲ့လှုပ်တဲ့နာကိုအရင်ဆုံးဦးစားပေးလိုက်တာပေါ့နော်ဟုတ်လေနှလုံးသားနဲ့မရွေးပဲအုံနှောင်းနဲ့ရွေးနေတာဆက်လိုက်ရှမ်းတော်ရာပဲမောင်လေးရဲ့မမေးနေပြီမမေးနေပြီဒါရမှာတော်ရာပဲခင်ဗျာရောက်သွားပြီလားဘာမှလည်းကြီးတော့အင်းကလေ one shot ပို့မယ်တဲ့ဘာမှလည်းအဲ့ဒါနဲ့အဲလှုပ်လှုပ်တဲ့နာကိုဘာဝါသနာပါတာမလှုပ်ဘဲနဲ့ဝါသနာအွေပေါ့အရှမ်းစိတ်ဆိုးတာလေဒီပေါ့ဆရာရပြောင်းနေဘောရှော့ပို့မယ်တဲ့အသက်ကြီးလိုက်ကား one shot လို့သားလို့ရခရီးကမှလည်းမသိဘူးတော့လို့ဆက်ပြီးတော့ရစ်ချက်လိုက်တာ အဲ့တော့ဒီဒီလိုမျိုး career တစ်ခုအနေနဲ့ပေါ့နော်ကိုဒီလေးမောက်အနေနဲ့ပေါ့မောင်လေးအနေနဲ့ဟိုအလုပ်လုပ်ငန်းတက်တန်းအနေနဲ့ဘယ်လောက်ကြာကြာလုပ်ခဲ့လဲပြီးတော့မှဒီ Mr. အနေနဲ့ပြန်ပြစ်လဲပေါ့ ဒီလေမောင်လောက်တာကနှစ်နှစ်လောက်တော့ကြာပါကျွန်တော်နှစ်နှစ်ဆိုပေမဲ့ဒီအာဒီအဲ့လေမောင်ကကြာတော့မှာချက်ချင်းအဲ့လိုပြောရမယ်ဒီ in flight တန်းလိုက်ရမျိုးဟုတ်ပါမယ်ဒီကျွန်တော်ဒီစာတွေ့အရင်တင်ရတယ်အဲ့စာတွေ့ပြီးမှလက်တွေ့ပြီးမှတခါကြီး in flight ဆိုလဲချက်ချင်းအဲ့လို check flight တွေပါတယ်အဲ့လိုမျိုးလိုက်ရရှိသေးတယ်အဲ့ check flight ပြီးမှကိုသူက approve ပြီးမှပဲကိုကဒီ final ဟိုပြောရမယ်နောက်ဆုံးဒီ solo လိုက်ရတာပေါ့ဒီနှစ်နှစ် လောက်တော့ကြာသွားတယ်နည်းနည်းနည်းတော့ကြာလောက်တော့ကြာ flight တွေ line နေပြီပေါ့ flight line flight line နေတဲ့အချိန်မှာဒီ super ကဒီ interview ပဲ interview ဖြစ်တယ်ဒီပြိုင်ပွဲဝင်မှုဒီ phone တွေပိုင်းစောက်ခေါ်စောက်ခေါ်တဲ့အချိန်မှာအဲ့နည်းဝင်ပြိုင်တော့မယ်ဆိုတော့အဝင်ပြိုင်ပြစ်သွားတာဩအဲ့မောင်လေးအဲ့ဒီလေးမောင်လုံးနေနေဒီဟာဝင်ပြိုင်တော့အဲ့လေးမောင်ကဟိုလိုပြန်ထွက်လောက်ထွက်လိုက်ရတယ်ဟိုကျိုးကျိုးစာချုပ်စာချုပ်တွေပဲရှိရယ်ဟာပြောရှိရယ်ဆိုတော့ဒီစာချုပ် ဒီလေမှာလောရဲ့ကာလာဒီမှာဒီအနုပညာလှုပ်ရှားမှုမရှိရဘူးအဲ့လိုမျိုးတွေပါရှိရဆိုတော့ဒီကိုကဒီပြိုင်ပွဲကိုလည်းထိခိုက်မှာဆိုတော့ကျွန်တော်တစ်ခါတော့စာချုပ်ဟိုဖြတ်လိုက်ရတော့စာချုပ်ဖြတ်ပြီးတော့ဒီဘက်ဝင်ကြောင်းပြတာအဲ့ရင်ရွေးချယ်လိုက်တာအဲ့လိုရွေးချယ်ဝါဒနာပါတာဆိုတော့နော်မလွယ်ဘူးတော့တကယ်တော့အဲ့ဒါကိုဆုံးဖြတ်ချက်ပြတ်သားဖို့ကမလွယ်ဘူးတကယ်ဆက်ရတာနော်ဒါလေမှောင်လို့ပေါ့ချက်ချင်းမရဘူးဟုတ်တယ်စာရီချက်ရရတယ်စာမွေးတွေဖြေရတယ်အင်္ဂလိပ်တက်စ်တွေလုံးရတယ်မမကတော့သိတယ်မမလည်းငယ်တော့လေးမဲ့ပြင်ခဲ့ရတယ်လို့လေ ။အခေါင်းမူတက်လို့မလုပ်တော့တာ။အခေါင်းမူတက်လို့အမြင့်ကျောက်တာ။အင်းလေးမောင်စောင့်နေ။ကျော်တက်တက်။ဒီကွေးနေတယ်။ဒီလေးမောင်စောင့်ပြီးတော့ဒီအင်းဒီသူပြောမသူတို့စောက်ခေါ်တယ်။သူရောက်တထောင်ကျော်မှရောက်20လောက်ပဲသူတို့ရွေးတာ။ကံကောင်းလိုက်တာနော်အဲ့အဲ့မှာအဲ့မျိုးမျိုးဆက်တယ်အဲ့ရေကူးလေးဆက်သေးတယ်ရေကူးတယ်လို့လားဟုတ်တယ်နော်ရေလေးကူးတယ်ပေါ့ဟောတင်ပြီးပါမမတို့တော့တင်တင်လိုက်ပါ ဖြည့်ခွာနဲ့လေးမောင်လို့လည်းဘာဆိုင်လို့လဲဟုတ်တယ်သူကတကယ်လို့များ inflight အဲ့လို emergency လို့ပါလို့ဆိုလို့ရှင်အဲ့လိုဟိုဂျီပေါ်မှာကြားတာရှိရဲအဲ့လိုကုန်းမှာကြားတာရှိရဲအဲ့လိုမျိုးကုန်းမှာကြားတာဘယ်လိုကူမလဲဟိုကုန်းမှာကြားတော့သူတို့အဲ့ဒီ emergency တကားကြီးရှိရဲလေတကားပါလေးဒီ slide တရားနေပြီးတော့တင်အောင်ကုန်းဖက်ဖက်ကဘယ်လိုလဲဟုတ်တယ်ဟုတ်တယ်အဲ့ဒီမစ္စတာရဲကိုပြောင်းသွားတဲ့အချိန်မှာရောအဲအတိုက်ခိုက်ဂရုံးဂရိုက်တီနဲ့ပြိုင်ဆိုင်နေကြမှာ မောင်လေးဘယ်လိုကြော်ဖြတ်ခဲ့ရလဲပေါ့တိုက်ပွဲဆိုတော့လေတိုက်ခိုက်တွေကတော့အများကြီးရှိရပါတော့နော်စကားနဲ့တိုက်ခိုက်တာတွေရှိမယ်အဲကိုယ့်ရဲ့ကိုချင်းတရားတွေကိုထိခိုက်ပြီးတိုက်ခိုက်တဲ့ဟာမျိုးလေးလည်းရှိရင်လည်းရှိမှာပေါ့နော်အဲ့ဒီမောင်လေးဘယ်လိုမျိုးစိတ်တွေနဲ့အဲဘယ်လိုမျိုးအကောင်းဆုံးကြော်ဖြတ်ခဲ့လဲပေါ့မောင်လေးတို့ပွဲမှာဆိုလဲမလာကြည့်ပါတယ်မလာကြည့်လာကြည့်ပါဟာပေးရတဲ့ဒါဆိုဟိုဘာလဲအဲ့မှာလဲအကုန်လုံးက body structure တွေရောဘာတွေရောအကုန်လုံးကတော့ သူ့ဟာနဲ့သူကတော့အကုန်လုံး perfect ဖြစ်ကြတယ်။ဒါပေမဲ့အဲ့ဒီထဲမှာမောင်လေးလည်းရသွားတာဆိုတော့အဲဒီလိုရသွားတဲ့အခါမှာဘာတွေကြောင့်ကိုကအားသာပြီးတော့ကြော်တက်သွားတာလဲ။လေးမောင်ဖြစ်လို့ရသွားတာလား။ဘာမှမဟုတ် ESK အမှဆို ESK ကောင်းတဲ့လူတွေလည်းပါကြတာပဲဆိုတော့အဲ့ဒီထဲမှာမှဒီပြိုင်ပွဲရဲ့အတွေ့အကြုံတွေကိုရလာတဲ့ကို့အတွက်အကောင်ဆုံးသောအရာတွေကဘာတွေလဲအဆိုးဆုံးသောအရာတွေကဘာတွေလဲအန်နမောင်လေးရဲ့ဒါအတွေ့အကြုံလေးမျိုးပေါ့နော်ဒါမစ္စတာပြိုင်မဲ့အဲ ပေါင်လေးတွေညီငယ်လေးတွေကိုပေါ့နော်တစ်ချက် sharing လုပ်ပေးပါလားဘယ်လိုစိတ်မျိုးသဘောထားရမလဲဆိုတဲ့ဟာမျိုးလေးတွေပေါ့အဲဒါမျိုးအဲဒီဘုံလေးလေးနဲ့ open type ပဲပြောပါပြမတော်ကမတော်ကကိုမရီလိုသဘောထားလိုက်မတော်ကကြည့်သူဖြစ်မလာတော့ရတယ်မရီလိုပဲသဘောထားလိုက်အဲ့ဒီအဲ့ဒီပြိုင်ပွဲဝင်တောက်လျှောက်ဒီကန့်ကာလာတောက်လျှောက်ပေါ့ဒီပြိုင်ပွဲဝင်ဖောင်တင်လိုက်ပြီးတဲ့အစအစပြောလိုက်ဟုတ်ကဲ့အဲဒီ finalist တို့ရွေးရမှာရယ် finalist ရွေးပြီးတော့ဒီ finalist ညီကိုတွေအကုန်လုံးကတော့တယောက်နဲ့တယောက်နဲ့တဲ့တယ်အဲ့ တဲ့ဆိုအဲ့တော့တရားတရားအဲ့လိုမနာလို့စိတ်ရပါတယ်မရှိကြအောင်တရားတရားအချင်းချင်းအဲ့လိုအခုဒီလဲတူးနေပဲ top shot ပေါင်းနေတရားအခုကျွန်တော်ဒီ finalist ဝင်သွားရဲ့ top set မှာမဟုတ်ကျွန်တဲ့ညီကိုကြီးအကုန်လုံးလဲအခုခုဆိုလို့ရှိရင်ပေါင်းပြနေတာပေါ့အခုဒီလဲပေါင်းပြနေတယ်အဒီကအတိုက်ခိုက်ကကြတော့ဘယ်လိုပြောမလဲဒီပြိုင်ပွဲဝင်နေရတော့မဟုတ်မတိုက်ခိုက်ဘယ်သူမှမတိုက်ခိုက်ကြပါဘူးဒီအပြင်တခြားတခြားနေရာအဲ့လိုမျိုးပေါ့တိုက်ခိုက်ရတော့ရှိရပါပေါ့ဒါမဲ့လဲကိုကတော့ အမမတော့မပြောပါဘူးကောနေကိုပဲအေးစေးနေတယ်တိခိုင်းလိုက်တယ်တိခိုင်းလိုက်တယ်အမမတော့မပြောပါဘူးကောဟုတ်ကဲ့ပြောင်လေးကဒါပထမဦးဆုံးဝင်ပြိုင်နေပွဲဟုတ်တယ်အဲ့မှာရောက်သွားဝင်သားရရဆိုတော့တကယ်အရင်အဲ့ feeling ကဘာနဲ့မှမလင်းတာဟုတ်တယ်နောက်တစ်ခါကျတော့ရှေ့ဆက်မဲ့ကိုရဲ့ဒီပညာလမ်းကြောင်းတော့တယ်ဒါကအများကြီးစိတ်ခွန်အားပေးမှာဆိုတော့လေအဲ့ဒီခန်းစားချက်လေးလည်းပြပြပေးပါအဲ့မဲ့ဟိုကျောင်းအဲ့ဘယ်လိုမှတစ်ဖက်မှာဒီလေမောင်ကနေပြီးတော့ဆွန့်လွတ်ပြီးတော့ဒီတစ်ဖက်ဒီအဲ့ဂျားမှာ changes တစ်ချက်တော့အရင်စဉ်းစားရတယ်။ဟိုကိုပထမစဉ်းစားလိုက်တာအော်ငါဒီမှာ တစ်ဖက်ကိုစွန့်လွတ်လိုက်ပြီလေစွန့်လွတ်လိုက်ပြီဒီအဲ့လိန်မောင်းလို့ထွက်တဲ့ချိန်မှာကဒီတစ်ဖက်မှာကဟိုပြိုင်ပွဲကကန့်ကာလာပဲရှိသေးတာကန့်ကာလာပဲရှိသေးတာဆိုတော့အငါတစ်ဖက်တော့စွန့်လွတ်ပြီဆိုတော့တစ်ဖက်တော့တေချာဖြစ်အောင်လုံမရတော့မယ်ဆိုတော့စိတ်နေပြန်လို့ရှင်းပြိုင်တာပေါ့အင်းလိုပြိုင်တဲ့အခါကျတော့မောင်လေးရဲ့မိဘတွေကလေအဲ့လိုမျိုးခိုင်ချင်ရှိရလေကိုသားမျိုးတို့အာလိုမျိုးဒီကနေဘာဖြစ်လို့တေချာနေရလဲတေချာနေရလမ်းကြောင်းတစ်ခုကနေလုံနေတယ်လမ်းကြောင်းပေါ်ရောက်နေတဲ့ဟာတစ်ခုဒီလမ်းကြောင်းကိုပိတ်ဖြတ်ပြီးတော့မှဒီဘက်လမ်းကြောင်းသွားတဲ့အခါမှာမောင်လေးရဲ့ မိဘနဲ့ဒီကောင်မတော်မတွေကရောဘယ်လိုမျိုးအောင်လေးကိုပြောရဆုံးမလားဆုံးမလားဆုံးမလားတော့အင်ကတော့အဲ့အချိန်မှာတော့တိတ်မဖြစ်မကြိုက်ဘူးအဲ့အဖေကအမေကတော့အဲ့လောက်မဟုတ်အဖေကဘယ်လောက်ကြည့်ဆိုလို့ရှိရင်အဲ့ဒီငငယ်လေးကဒီအနုပညာလောက်ကိုအရင်ယူတာယူတာဆိုတော့ဟုတ်တယ်ယူတာဆိုတော့အဖေကတော့လက်မဟိုဘယ်လိုလက်မခံတော့မဟုတ်မကြိုက်ဘူးဒီကလောက်ဆိုအရင်အမပေးအရင်ပြောတာအရင်ပြောတဲ့ကြောင့်ဒီ ဒီပြောမယ်လေးမောင်ဖြစ်ပြီးတော့ဒီဟိုပြောမယ်လေးမောင်တစ်ခါကျရင်တော့အားရရပဲရှိတယ်အားရဆိုလို့ရှိရင်ကိုဒီအနုပညာဘက်ကိုလည်းတစ်ဖက်ကတင်တန်းတက်တာမျိုးတို့အဲ့လိုဖိုတိုရှူလောက်တာမျိုးတို့အဲ့လိုမျိုးကြီးအားဂျာနယ်နေနေနေလောက်သွားတာရှိတယ်အမအဖေကတော့မကြိုက်ဘူးကွာအမပေးဘူးကိုတစ်ဖက်မှာတေချာနေအလုပ်တစ်ခုပေါ့အဲ့လေးမောင်ကျတော့ကွာ အချိန်ကြာလာတဲ့အမြအရာတို့ကဖြည်းဖြည်းဖြည်းတော့တက်သွားတာဆိုတော့တက်လဲတကယ်ကျွန်တော်ဟုတ်တယ်မမမဟုတ်ပဲနဲ့အခြား overseas တွေမှာလည်းလုပ်လို့ရတဲ့ဟာတွေဆိုတော့သူကအဓိကအဲ့နိုင်ငံခြား airline ကြောင်းလည်းဒီကိုယ်နိုင်ငံမှာ experience ကိုအဓိကထားတာဟုတ်တယ်အဲ့လို emirate တို့ဘာလို့ဆိုလို့ရှိရင်လည်းကိုယ်နိုင်ငံက experience ရှိလား experience ရှိတယ်ဆိုလို့ရှိရင်သူတို့ interview ခေါ်တဲ့ခါကျတော့ရှိရင်ကိုယ့်ရဲ့ experience ကိုကြည့်လို့သူတို့ခေါ်ကြတာပေါ့တပန်းတာရယ်ကိုတချမ်းတာရယ်တော့ဟိုတေချာနေရအရာတခုကိုပြရတော့ပြောတာပေါ့ပြောတော့နောက်ပိုင်းကျတော့ဒီဖြည်းဖြည်း

ဒီလေးမောင်ဆိုတဲ့ခါအတွက်ကြောင့်လဲဒါဒီ language နေရာလဲကိုယ့်အတွက်ကခက်ခဲနေရတာမဟုတ်ဘူးဒါပေမဲ့အဲ့မှာဘလို့ communicate တွေလုပ်ပြီးတော့ကိုယ်မြန်မာနိုင်ငံရဲ့ချစ်စရာကောင်းတဲ့အရာလေးတွေကိုယ်မြန်မာလူမျိုးတွေရဲ့အဲပြောချင်တဲ့အရာလေးတွေဘလို့မျိုးတွေကို sharing လုပ်ကိုယ့်ရဲ့အခန်းပေါ်တွေကိုပဲ sharing လုပ်ခဲ့တာလားဒါမှမဟုတ်ကိုယ်ဒီထဲမှာပဲကိုယ်မြန်မာဆိုတဲ့ဟာလေးတွေကိုဘလို့မျိုးသိတာပေါ်လွင်အောင်ဟာလေးတွေနဲ့မြန်အောင်လေးနေနဲ့စူးစမ်းခဲ့လေပေါ့အဓိကကျတော့တော့ဒီကျွန်တော်ဒီဘာလဲပြက်တိုင်းအောင်ရုပ်တွေယူသွားတယ် တော်တော်လေးတွေဟောဟောပြန်ပြန်အရောက်ခု60လောက်ရှိရဲ့ပြီးသွားတော့တော်တော်လေးတွေပဲလေဆိုတော့တော်တော်လေးတွေဒီမှာပြစ်လိုက်တိုင်းထောင်ထောင်လိုက်တိုင်းမြောက်ပေါ့အဲအဲအရောက်လေးယူသွားအဲသူဟောဟိုပြောပြပါဒါသူကချောကလက်ထင်နေရအောင်ချောကလက်ထင်တာဆိုတော့တော်တော်လေးရွှေရောင်လေးရွှေရောင်လေးဆိုတော့ချောကလက်ထင်တာချောကလက်လာမဟုတ်ဘူးဒါဒီငါတို့ဒီနိုင်ငံရဲ့ tradition ဟိုဘယ်လိုမလဲ traditional အရုပ်ပါအဲသူတို့ပြောပြအဲသူတို့ lucky ကြောင်းနေပါညာဆိုအဲသူတို့ကပြောလိုက်သေးရအဲသူတို့သဘောကျကြတယ်ဟုတ်တယ် ပြအဲ့မှအဲ့မှနိုင်ငံတကာမှာပြိုင်တာကြတော့ပို့ပြီးတော့အစစရေရကာကြီးကအအောင်တတိထားမယ်လို့လည်းထင်တယ်ဟိုအမားတစ်ခုခုဖြစ်ရင် तू ကဒီလှိုင်ွားဆိုတဲ့နာမည်ထက်မြန်မာဆိုတဲ့ခေါင်းစဉ်အောက်မှာပေါ်လာတာဆိုတော့ဘယ်လောက်ထိထောင်ဝင်ယူမှုတောင်ဝင်ခံမှုကြီးလဲဆိုအားလေးသိချင်ဟုတ်တယ်ဟုတ်တယ်ဟုတ်တယ်နော်ညမစ္စတိုမစ္စတာရောလောကောက်အားသဘောကျတော့ဟုတ်တယ်အားလည်းပတ်သက်ရင်မြန်မာနဲ့ချက်လုပ်နေရတော့ချက်လုပ်နေရဆို ဟုတ်တယ်အဲ့အရာအရင်ဟိုဘက်နိုင်ငံမှာကျတော့ကို့နာမည်ကိုမခေါ်ဘူးတခုဆိုလို့ရှိရင်အမြန်မာမြန်မာအဲ့လိုပဲခေါ်တာခေါ်ဆိုတော့တခုအဲ့လိုကြားလိုက်ပါတော့စီကံမရှိတာရဲ့ဖြစ်ဖြစ်အဲ့အဲ့အရာအစပြောလိုက်လို့ရှိရင်မြန်မာမြန်မာအဲ့လိုပဲခေါ်ပြီးတော့ပြောတာစီကံမရှိခဲ့ဘူးလားစီကံတော့ရှိပါတယ်ဟိုပြောပြောပြောပြတာမရှိခဲ့လို့ရှိရင်အဲ့လိုနာမည်မခေါ်ဘူးကွာဒီမြန်မာဆိုတဲ့နိုင်ငံနာမည်ပဲခေါ်ပြီးတော့အဲ့လိုပြောတာသူခေါ်တိုင်းနေရစားပြီးညီမမောင်လေးနဲ့တူသွားပြိုင်တာညီမလေးပါတယ်ချယ်ရီမိုးအဲ့တော့ကို့ မြန်မာအချင်းချင်းမောင်နှမနှစ်ယောက်သွားပြိုင်နေတဲ့အခါမှာလည်းတယောက်နဲ့တယောက်ကဘယ်လောက်ထိ support လုပ်ပေးခဲ့လဲပေါ့အဲ့နိုင်ငံမှာဆိုဘာပြောမြန်မာပြည်ကမောင်လေးတို့နှစ်ယောက်ပေးသွားရတာအမရောသိတာဘာမှဘာမှပေးနိုင်ငံသွားပြိုင်ရတာပိုလန်မှာပိုလန်ကပိုလန်ကဝင်ရယူရိုပတ်ချန် အဲ့အဓိကအဲ့အခက်ကြီးကဘာလဲဆိုတော့ဒီသူတို့နိုင်ငံမှာကျောင်းမြန်မာနိုင်ငံဒါအဲ့လိုတယောက်မှမရှိရအောင်ဟုတ်လားမရှိရအဲ့အခုလောက်မှဘာမှမရှိမလုံးဝမရှိရအောင်ဒီအခုဒီအခုလက်ရှိလုပ်တယ်ဒီ miss miss ရော mister ရောတော်များလုပ်လဲလို့ရှိရင်ကိုယ်ဒီ asian မှာပဲလေဒီဘန်အဓိကဒီ time မှာပဲများတယ်လေ time philippine vietnam တော့အဲ့ဘက်ကျောင်းမှာကျောင်းမြန်မာနိုင်ငံကလူတွေကနည်းနည်းရှိဟိုဘက်ကျောင်းမှာကျတော့ဒီ visa အခက်ခဲကြောင့်ဒီမြန်မာနိုင်ငံလူတွေမရှိဘူးမရှိဘူးဆိုတော့စင်အောက်မှာမြန်မာဆိုအဲ့ဒီ အမားပြိုင်နေတဲ့အချိန်ဆင်းအောင်မှာမြန်မာဆိုရတယ်ကျွန်တော်တယောက်ပဲရှိရဲ။အော်ကျွန်တော်ပြိုင်နေတဲ့အချိန်ဆိုလို့ရှိရင်အမားတယောက်ပဲရှိရဲ။အဲ့လိုမျိုး။အော်အဲ့လိုမျိုး။အချင်းချင်းမန်တလေးဆပ်ပုတ်လို့ရမှာပေါ့။ဟုတ်။အဲ့တကွင်းလုံးမှာမြန်မာအော်ဆိုကျွန်တော်တယောက်ပဲရှိရဲ။အော်။အဲ့လိုမျိုး။နော်အဲ့ဒါလေးကတော့ဒါဘာပဲပြောလေဒါစင်းတို့လုံးဝမသိဘူးအဲ့ကိစ္စလေးဆိုတော့လေ။အဲ့အားကြောင့်လို့လဲကိုယ်ကလေးဖြစ်ချင်မြင်နေတာတော့စိတ်ဆိုးအောင်ပေါ့။ဆိုးအောင်။အဲ့မှာတော့ပြိုင်တော့အခါကြတော့လေ။ไอ้ตรุโปแลนด์နိုင်ငံရဲ့ကာချာလေးတွေโปแลนด์နိုင်ငံရဲ့ချစ်စရာကောင်းတဲ့ အဲဒီ delay လေးတွေရိုးရာလေးတွေနောက်တစ်ခုကကြတော့တို့ရဲ့စားစရာလေးတွေကမောင်လေးအတွက်ဘယ်လိုမှတ်တရဖြစ်စေခဲ့လဲပေါ့ဒီစားစရာဆိုလို့ရှိရင်အဲ့ဒီဒီကိုနိုင်ငံမှာကြတော့ထမင်းအဓိကစားတယ်သူ့မှာဟုတ်တယ်ဟုတ်တယ်သူ့မှာအဓိကဂျုံပဲစားတာဂျုံပေါ့အဲ့လိုမနဲ့မောင်အဲ့မနဲ့စားလဲအဲ့ဂျုံပဲဒီနေ့လဲစားလဲဂျုံပဲညစားလဲဂျုံပဲဆိုတော့ဒီပထမတစ်ရက်နှစ်ရက်သုံးလေးရက်တော့ဒီအဆင်ပြေနောက်ပိုင်းကျတော့လုံးဝအဆင်မပြေတော့အဲ့ဒါရန်ကုန်ကဘာတွေတဲွာလဲ ဘာမှမတည်တာဘာမှမတည်တော့ဆိုတာဟိုကီလိုဘိုးပဲဒီဝတ်စုံနဲ့ပဲကီလိုဘိုးကလင်းလက်မတက်ပိုများနေ။အော်နော်ဝတ်စာတဲ့။တော်နေရှင်နယ်ကောကျူးမပေါ့။မပေါ့။အဲကျောက်ကြလေးကမပေါ့။မင်းကလေးပဲပါ။မင်းကလေးပဲပါဆိုလို့ခေါ်ပါ။အဲ့ဆိုလေဒီလိုမျိုးသူများနိုင်ငံမှာသွားပြီးတော့ကွာရှင်ပြိုင်တဲ့အခါမှာပိုလန်နိုင်ငံเนาะအမှသွားရှင်ပြိုင်တဲ့အခါမှာ ဘာပဲပြောခီးပန်းတာနဲ့ဟိုမှာလဲကိုအားကိုကိုပြီးတော့ဒီ activities တွေမှာလဲကိုအကောင်းဆုံးပေါ့နော်ကိုကိုရဲ့မြန်မာနိုင်ငံဆိုတာကိုစားပြုချပြနိုင်ဖို့အတွက်စူးစမ်းရတာဆိုတော့မောင်လေးတို့ဟိုပြင်ဆင်ချိန်အနေနဲ့ရောရပါမလားပေါ့နောက်တစ်ခုကကြတော့ Mr. Miss ဖြစ်တဲ့အတွက်ကြောင့်ကိုရဲ့အလှအပကိုလည်းဂရုစိုက်ရသေးတယ်လေနောက် body weight နဲ့ပတ်သက်ပြီးတော့လည်းအများကြီးယူဆရဆိုတော့အစားအသောက်အဆင်မပြေတဲ့အခါမှာကိုဘယ်လိုမျိုးထိန်းသိမ်းခဲ့ရလဲအဲ့ဒါလေးနဲ့ပတ်သက်ပြီးတော့ပြောပြပေးပါဒါပေမဲ့ကျွန်တော်တို့ဒီကျွန်တော်ဂျင်းပုံမှန်ဆော့နေတူတွေကြတော့ဒီအစားအသောက်ကြတော့ဟိုခက်ခဲဆိုပေမဲ့လည်းအာရရောမခက်ခဲမခက်ခဲဆိုတာဘယ်လိုလဲဆိုတော့ဒီဂျင်ဆော့လို့ရှိရင် ပုံမှန်ဒီကြက်တာဘလောက်ဘလောက်စားမှာအဲ့လိုမျိုးဟိုပရိုတင်းတက်ပါညာကျုပ်အဲ့လိုမျိုးစားရရှိတဲ့ကြောင့်သူတို့ကကြတော့အဓိကအဲ့အသားရဲ့အဓိကထားစားတယ်။အော်ဂျုံနဲ့အသားဂျုံနဲ့အသားရဲ့အဓိကထားစားတယ်။ကွက်တီရောဖြစ်တယ်။ဒါပေမဲ့ကိုယ်နိုင်ငံမှာကြတော့ဒီဟို ဒါတွေပါတော့ဒီ तू ဟာဒီဂျင်းစော့မယ်ဒီထမင်းကကြတော့ဒီဘလောက်ဂရန်လဲတနေ့မှာအဲ့လောက်စားရမယ်ဆိုလို့ရှိရင်အဲ့လောက်တော့စားရတာပေါ့ခုဟိုမှာကြတော့ထမင်းမရှိတော့ကြတော့ဒီအသားနဲ့အဲ့ဂျုံပဲအဲ့လိုဖိစားရတာဖိစားရတယ်မမလည်းကိုယ်မြန်မာနိုင်ငံသားဆိုတော့သိရမလားထမင်းစားမှဟိုနည်းနည်းအဆင်ပြေတော့ရှင်ရှင်ထမင်းစားမှရှင်ရှင်ရှင်အဲ့လိုမျိုးတော့ဘာလို့နေမှမသိဘူးဘာလို့နေမှမသိဘူး activity တွေ join ရတော့ပင်မန်းလားပင်မန်းနေဒါပေမဲ့ miss တွေကကြတော့အဲ့လောက်တီးတော့မဟုတ်ဘူးအဲ့ miss တွေကကြတော့ဘယ်လိုမှအတီးကသူတို့သူတို့ရဲ့အတီးပြီးကပါလဲဆိုတော့ ီပျော်ပွဲစားခီးချွတ်နေတယ်လို့ပဲ။အော်အဲ့လိုမျိုးအတီပတီကအဒီတောင်တက်မယ်အဲ့လိုပြောသူတို့မှကြတော့အရန်အေးတဲ့တော့ကြအဲ့လိုနေပူစာလုံနေအဲ့လိုမျိုးတောင်နေတောင်ထိတ်နေမှာအဲ့လိုနေပူစာလုံကြရအဲ့လိုမျိုးလေး။အဲ့တော့အဲ့လိုမျိုးသွားလာလှူရှားနေရတဲ့မှာမောင်မောင်လေးတို့ရဲ့ social skill တွေဒါတွေကိုတို့အမှတ်ပေးနေတာအမှတ်ပေးရဟုတ်တယ်နော်အမှတ်ပေးရဆိုတော့ဒီဒါမဲ့လေသွားတို့လုံးတို့တော့ live လုပ်ပါတယ်ဒါမဲ့လေ ဟိုကိုယ်နိုင်ငံကြတော့တည်ရမလားဟိုနေဦးရထွက်တာနဲ့မဲပြီမဲပြီဆိုတာနဲ့ဟိုပြန်စင်ပေါ်တက်တာနဲ့သွားပြီလေ ग्वा မ်းပြီအဲ့လိုမျိုးဆိုတော့အထွက်တယ်ဝင်လိုက်ထွက်လိုက်ဝင်လိုက်ထွက်လိုက်အဲ့လိုမျိုးလုပ်နေရတာပေါ့အင်းမော်အင်းမော်ဒါဆိုရင်ကိုအလေးတက်ငယ်သေးရေနော်တော်တော်ငယ်သေးရေအဲ့တော့ဒီတက်ရွယ်မှာကိုကပထမဆုံးဝင်ပြိုင်ပြီးတော့မစ္စတာဆုကိုရရှိခဲ့ရပြီးတော့တကယ်ကိုတိုင်းတစ်ပါးမှာသွားပြီးရှင်ပြိုင်ရတဲ့အခါမှာကို့အတွက်ဟိုအခက်အခဲဆုံးကဘာဖြစ်ခဲ့မလဲအခက်အခဲကတော့ အများကြီးပါပဲဟိုဘယ်မှာဒီခက်ခဲကြီးအဓိကတော့ဒီဗီဇာကိစ္စအရန်ခက်ခဲတယ်။ဟိုဘယ်လိုပြောမလဲဟိုကိုယ်နိုင်ငံမှာလည်းအဲဒီပိုလန်တိုင်ရောမရှိဘူး။တခါထိုင်းမှာကျောင်းကဟိုကျောင်းကကျတော့ပို့ပြီးခက်ခဲဆိုတာဘယ်လိုလဲဆိုတော့ဒီပြိုင်ပွဲကဟိုဟိုဘက်နိုင်ငံမှာလုံးမဲ့ပွဲနဲ့ကိုယ်နိုင်ငံမှာလုံးမဲ့ပွဲကအရန်ကတ်သွားတယ်အဲ့မှာ။နှစ်လားကြော်ကြော်လောက်ပဲကြားမှအချိန်ရ။အဲ့နှစ်လားကြော်ကြော်လောက်မှာမှအဲ့ဗီဇာကိစ္စလည်းလုံးထွားရသေးတယ်။ကျောင်းဒီဟိုဘက်နိုင်ငံမှာသွားမဲ့ဟာရဟို ဒီလိုအဲ့ရဟာတွေပေါ့ကိုဒီမှာရသွားရဆိုတော့လေကို perfect ဖြစ်နေလို့လည်းမဟုတ်ဘူးကွာဟိုအကုန်လုံးကတော့ lower jet ကိုစီကိုစီရှိကြတယ်အဲ့ဒါအောင်မှဟိုအကောင်းဆုံးဖြစ်မဲ့သူရွေးတာပေါ့ဘယ်လိုရွေးဆိုဒီ visa ကိစ္စဆိုလို့ရှိရင်လည်းအရင်တိုင်ပတ်တယ်အဲ့ဘန်ကောက်မှာ14ရက်နေနေရတာအဲ့လိုမျိုးအောင်ရှိရဲ့ဩဩနှစ်ပတ်လောက်နေရနှစ်ပတ်လောက်နေရသူကတန်ယုံကအဲ့လို passport တင်တာအဲ့လို အဆိုကိုကတကယ်ဆိုလို့ရှိရင်เนาะပြိုင်ဖို့အတွက်ကိုကိုရဲ့ body ဘိုင်းရောကိုရဲ့ဒီတခြား knowledge ဘိုင်းရောလေ့လာပြီးအာယုံဆိုင်နေရမယ့်အချိန်မှာဒီကိစ္စကိုလည်းကိုကနည်းနည်းများတော့ကိုမှာ pressure ဖြစ်နေတာပေါ့အဲ့ဒါလည်းဖြစ်နေတယ်ပြီးတော့အဲ့အဲ့ဒါမှာပါဖြစ်လဲဆိုတော့ဒီပြိုင်ပွဲကိုအဲ့ visa ကိစ္စနဲ့ပြိုင်ပွဲ affect ဖြစ်တာပါလဲဆိုတော့ဒီတော့ဒီဒီ supra ကြတော့ဒီ supra chip ဆိုပြီးတော့အဲ့လို social နေပြီးတော့အဲ့လိုပြောမယ် อินเทอร์วิวပုံစံမျိုးတက်ကတ်ဝင်ရတယ်အမှဆိုလို့ရှင်အာကျွန်တော်မနေ့ကအဲ့လိုဘယ်လိုမလဲဗီဇာကိစ္စလုံးပန်းနေတယ်နေ့လယ်လောက်ကြာမှသူတို့ကဒီ super chat ဝင် join ခိုင်းတာပေါ့ဝင် join နေမှာအာသူတို့ပြောရင်ငါဒီလိုဒီလိုဗီဇာကိစ္စတိုင်ပန်းနေလို့နောက်နေ့မှအဆင်ပြေလာဆိုမင်းကအဲ့ဒီမှာဆိုဒီ super chat မှာနည်းနည်းတော့ဘယ်လိုမလဲအဆင်ပြေလာပြီးတော့ဖြစ်သွားတာအားမရမျိုးဖြစ်သွားတာပေါ့အားမရတော့ကိုကိုဘက်ကမပြင်ဆင်ပဲနဲ့အဲ့လိုဘယ်လိုမလဲဒီ blogan ပုံစံမျိုးပြောလိုက်ရတယ်အာ blogan ပုံစံပြောရင်သူတို့ကကြတော့ဒီသူတို့စီက အတုံးနှုံနဲ့ကိုယ်ဒီ program ကြတော့နည်းနည်းဟိုပြောမယ်တချို့အင်္ဂလိပ်စာစကားလုံးညမှာချက်ချက်ခါရိုက်နားလည်မှုလွဲလို့ရှိရင်ပါရိုင်းနေစကားလုံးတွေမှာဖြစ်သွားတတ်တယ်ဟုတ်ပါဘူးအဲ့လိုပြောတို့တော့အဆင်မပြေဘူးတို့ကဒီဟာကိုဒီဟို YouTube မှာအဲ့လိုတကဘာလုံးပြရတာဆိုတော့အဆင်မပြေကြတော့အဲ့နည်းဒီတို့မှဒီကိုပြောမဲ့အကြောင်းအရာတွေလည်းသိချင်မစီစဉ်မဲ့မြန်မာလိုပြောအဲ့လိုမျိုးဒီမှာ translate translate ကလည်းအန်နီကမရှိဘူးဖြစ်ချင်တော့တကယ်ချင်းရှိတော့တကယ်သူကသူကဘန်ကောက်မှာ international school တက်နေတာ တဲ့လားဆိုတော့ तू ကပြောလို့နည်းနည်းအဆင်ပြေဆိုတော့အာ तू အခုညတောင်း तू ဒါပေမဲ့ तू လည်းဒီတင်မလားလက်တံပြောရဆိုတော့အဆင်ပြေရတော့ဖြစ်သွားတာပေါ့ကျင်းစမှုအားနည်းနည်းသွားတော့เนาะဒါဒါသူပြောမှသိရလေဘာလို့ဆိုကိုကဒီဒီ super chat မှာကြည့်ရတဲ့ပြိဿကတော့ तू ဘာဖြစ်နေလဲဆိုတာမသိဒါပေါ့ဟိုတဲ့မှာဘာဖြစ်လို့အဲ့လိုမျိုးမပြင်းစင်လာလဲအဲ့ဒါမျိုးလေးပဲထင်ပါဒါပေမဲ့နောက်ွယ်မှာကျတော့အခက်အခဲဆိုတာမျိုးတစ်ခုပေါ့เนาะအဲ့တစ်ခုဆိုတာမောင်လေးတေချာအခုမပြောပြမှာမဟုတ်သိရဆိုတော့လေเนาะ ဒါတော့ဟိုနောက်ထပ်ရှင်ပြိုင်မဲ့သူတွေအနေနဲ့လေဒါနဲ့ပတ်သက်ပြီးတော့လေမောင်လေးရှယ်ရင်းလုပ်ပြီးတော့သူတို့လည်းသိသွားမှာပေါ့။အမေဒီနှစ်ကဒီ2026ကျတော့အရင်ရော ဟိုဟိုအချိန်အများကြီးရမယ်ထင်တယ်ဘာလို့လဲဆိုတော့အခုအခုဆိုလို့ရှိရင်ပွဲကဟိုဒီ City Director ကြီးစားခွင့်နေပြီပွဲကဒီ6လပိုင်း7လပိုင်းအဝင်ကျင်တော့လုပ်ပြစ်မယ်ဆိုတော့ဒီပွဲက6လပိုင်းမှာဆိုတော့သူအကြမ်းတမှာပြင်ဆင်ချိန်ကြီးအများကြီးတော့ကြာသွားမှာပေါ့ဟုတ်တယ်เนาะအဲ့တော့အလားတူအမှားမျိုးလည်းထပ်ပြစ်ရအောင်ထပ်ပြစ်ရအောင်ရှိရအောင်ဟုတ်တယ်เนาะโอเคပါအဲ့တော့ဘာဖြစ်ဖြစ်ပြောအသက်ငငယ်နေတတိရှိရှိကိုလှုပ်ချင်တဲ့အာကိုဖြစ်ချင်တဲ့ဟာကိုရွေးချယ်ပြီးလုံနိုင်တဲ့အတွက်လည်းတကယ်ကောင်းယူပါတယ်တော်တယ်เนาะဟုတ်တယ်ပြီးတော့အခုဆိုရင်အဲကိုရဲ့ဝါသနာ တိရစ္ဆာန်မိုင်းကိုလည်းခြေလှမ်းတော့ပဲเนาะအဲ့ဒီအကြောင်းလေးလည်းပြောပြပေးပါအောင်အော်အဲ့ဒီအခုတော့ဒီကျွန်တော် super uh Mr. ပြိုင်ပြီပေါ့ပြိုင်ပြီဆိုတော့ဒီနောက်တစ်ပွဲကတော့ပြိုင်ဖို့ကတော့ season တော့မရှိသေးဘူးအခုဒီလက်ရှိမှာတော့ဒီဟိုဆာမောင်မောင်မင်းတို့ရိုက်မဲ့ဒီ PDR ဒီတော့အဲ့ဒီရုပ်ရှင်ကားကြီးပေါ့အဲ့မှာတော့ပါဖို့တော့ရှိရဇလန်ဇလန်တော့ရုပ်ရှင်ကားကြီးပေါ့ရုပ်ရှင်ကားကြီးပေါ့ congratulations ပါ congratulations ပါဘာပြော င်စတာတရားအနေနဲ့ချက်ချင်းကူးသွားတာမှာဇလန်းတွဲမဟုတ်ဘူးเนาะတမ်းရုပ်ရှင်ကဟုတ်တယ်လေကွာကွာကွာဆိုတာထွက်ကောင်းသွားဆိုတော့ရှမ်းကိုဂုံးယူပါတယ်မောင်လေးရဲ့အဲ့တော့ရောဘယ်လောက်ရင်ခုန်နေပြီလဲရင်ခုန်နေမှာဖြစ်တော့ဒီကအကောင်ပါရဲ့အာကိုရီးယားရဲ့ကိုတိုင်းရုံတို့မခင်ဆက်သူတွေပါဆိုတော့ဒီစီနီယာကြီးလေစီနီယာဆိုတော့ကွာကူမဒီကားကပထမဆုံးကိုရိုင်းမဲ့ရုတ်တင်ကယုံတင်ကားဆိုတော့အရင်လဲရင်ခုန်နေစိတ်စိတ်လဲရင်လှုပ်ရှားတယ်ပျော်လဲပျော်တယ်ပေါ့ဒါမဲ့လဲကိုကြောင့်နဲ့တခြားသူတွေရောဟိုဘယ်မှာ ိတ်တော့ကမပေးချင်ဘူးဒါပေမဲ့ကိုအများကြီးစူးစမ်းမှာပေါ့နောက်ဆက်မဖြစ်အောင်နောက်ဆက်မဖြစ်အောင်အများကြီးစူးစမ်းတော့မှာပေါ့ကျွတ်တင်ပြင်ဆင်ရမှာပေါ့နော်ပိုပြင်ဆင်ရမှာပိုပြင်ဆင်ရမှာအများကြီးပြင်ဆင်ရမှာပိုပြင်ဆင်ရဟုတ်တယ်ဟုတ်တယ်အရှိမအောင်အဲ့လိုမျိုးရိုက်ဖူးလားတရုတ်ဆောင်အနေနဲ့မရိုက်ဘူးပထမအောင်ဆိုတော့အဲ့ခွာကန်ကောင်းလားဟုတ်တယ်ပထမပြိုင်တယ်ပထမပထမရတယ်ဝင်တယ်ပထမဆုံးရုပ်ပြညာတဲ့ဝင်တယ်ရုပ်တရားကောင်းရုပ်ရှင်ကိုတိုက်ရိုက်တယ်ဟုတ်တယ်အဖွဲကောင်းပါဟုတ်တယ်ကောင်းတယ်ပြောပြောလို့လူလဲ အဲပို့ပြီးတော့ပြိသက်ကလည်းပို့ပြီးတော့တတိထားမိခဲ့တယ်မှာပါတယ်ပြီးတော့အဓိကနောက်တစ်ခုကပါလဲဆိုတော့လေယာဉ်တယောက်အနေနဲ့သူ့ရဲ့ career တစ်ခုကိုဆွန့်လွတ်ပြီးတော့ဒီဘက်ကိုဝင်လာတယ်ဆိုတော့ရလည်းအလုံးကတော့သတိထားမိတာเนาะအဲ့လိုအလုံးကချစ်ကြရဲဆိုတာတဲ့သတိထားမိသွားတာအော် तू တကယ်ချစ်လို့ဒီတဲကို तू ဘာပဲပြောဟိုဒီတိုင်းမဲ့ဘာမှမလုပ်ဘဲနဲ့ဝင်ပြိုင်တာမဟုတ်ဘူးဟိုဘက်မှာလည်းအလုံးရှိတာကိုဆွန့်လွတ်ပြီးတော့မှဒီဘက်ကိုဝင်တာဆိုတော့အလုံးကလည်းသတိထားမိရဲ့သတိလဲထားမိရဲ့အခုအနုပညာခြေလမ်းမှာလည်း အောင်မြင်ပါစေလို့ဆုတောင်းပေးပါတယ်။ဒီမှာလိုင်း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 တလုံးသားလေးကနေဆုတောင်းပေးပါတယ်။တလုံးသားတလုံးသားအရင်မြစ်ကနေကြာ။အဲ့ဒါတော့အခိုင်မာပါလေဆုတောင်းပါ။ အဲ့တော့ဒါဟို Miss Mr. Supranation ရဲ့မြန်မာဝင်တဲ့တူနေနဲ့မြန်မာနိုင်ငံရဲ့အကုန်ဆောင်ခဲ့တယ်။နောက်ပြီးအတွေ့အကြုံတွေလည်းအများကြီး share လုပ်ပေးခဲ့တယ်ပေါ့နော်။အဲ့တော့ဟိုထပ်ပြီးတော့ဒီလိုမျိုးဝင် drive မဲ့ဒီ Mr. Supranation ရဲ့အတွက်ကိုရှင်ပြိုင်မဲ့သူတွေအတွက်ပေါ့။မောင်လေးအနေနဲ့ကိုအရှေ့ကနေပြီးတော့ဒါဆိုရင်ကိုက senior ဖြစ်သွားပြီလေ။ senior တယောက်အနေနဲ့ရောအလားမဲ့ junior တွေအတွက်ကိုဒီပြိုင်ပွဲနဲ့ပတ်သက်ပြီးရောဖြစ်ဖြစ်ကိုရဲ့ရွေးချယ်မှုပိုင်းနဲ့ပတ်သက်ပြီးတော့ပေါ့နော်။ကိုအတွေ့အကြုံတွေအရာပေါ့နော်။ဘာတွေထပ်ပြီးတော့ဒီကနေပြီးတော့ share လုပ်ပေးခြင်းလဲ။အာ အဓိကတော့ဒီနေ့ကကြတော့ကျွန်တော်တို့ကဒီခိုင်းနေတာကြတော့ဒီ mist ကကြတော့ဒီ universe ကဖတ်စ်ရန်နာကိုလွတ်တာဆိုတော့အာဒီနှစ်မှာအာ mist က mister ကိုပွဲလို့မှာပွဲလို့မှာဆိုတော့အဲပွဲလို့မှာဒီက first runner လေဟုတ်ကဲ့ mist universe ရဲ့ first first runner ကို super လွတ်တာဆိုတော့ဟုတ်ကဲ့ပွဲလို့မှာဒီနေ့ကဒီ mister ကို mist ကိုပွဲလို့ပြီးတော့တေချာပွဲလဲဒီအရင်နှစ်နဲ့မတူတဲ့ဒီတည့်ရဲထဲလို့မှာလား တရက်တွေတော့မဟုတ်မစ္စတရက်မစ္စတာတရက်ဒီ international မှာလုပ်တယ်လို့ပဲလေကျွန်တော်အေပိုလမှာလုပ်လို့ဆိုရှင်အာမစ္စက26 26မစ္စတာ29အဲ့လိုမျိုးဆိုတော့မစ္စတရက်မစ္စတာတရက်အဲ့လိုမျိုးပေါ့လုပ်မှာဟုတ်ကဲ့ဒီမှာပွဲတည်တဲ့ကျင်းပပြီးတော့ပွဲတည်တဲ့ကျင်းပပြီးတော့ပြန်တော့ဒီပွဲကလည်းဒီအရင်နှစ်ကလည်းမတူကျွန်တော်နှစ်ကစတော့ဘာဖြစ်လဲဆိုတော့ဒီပွဲပြန်နေတဲ့တော်တွင်ငလင်းလောက်သွားတယ်ငလင်းလောက်သွားတော့ဒီဟိုဘယ်လိုပြောလဲ ီတက်နေတဲ့အချိန်မှာနားလိုက်ပြန်ပြီးတော့ခဏပြန်နားလိုက်ရတယ်။ဒီဒါတစ်ခုရောက်သွားဆိုတော့ဒီနေ့ကတော့ဒီအရင်နေ့တည်းမတူတဲ့ဒီပွဲမျိုးအသေးချတော့လုပ်မှာပေါ့။ဟုတ်ကဲ့ပါ။အဲ့တော့စူးစမ်းဖို့အတွက်ဘာတွေပြင်ဆင်ရမလဲ။ပြင်ပြင်ချင်းနေသူတွေ။အဓိကတော့ဟိုအကုန်လုံးကတော့ဟို perfect ဖြစ်နေတာမျိုးလည်းမဟုတ်ဘူး။ဟိုလူတိုင်းမှာတော့အားနည်းချက်ဆိုတာရှိတယ်။ဒါပေမဲ့ကိုယ်ဒီအားနည်းချက်ကိုဟိုတွန်းတော်မဆုပ်ပဲနဲ့ဒီလာဝင်ပြိုင်ဖို့ပြောချင်ပါတယ်ဟုတ်ဟုတ်ကဲ့ပါရှင်ဟုတ်ကဲ့ပါကဲအဲ့တော့ဒီမှာ ဘာပြောနိုင်ငံကောင်ဆောင်လာအသက်ငယ်ငယ်လေးနဲ့သူနိုင်ငံခြားတွေအဝေးသွားပြီးတော့เนาะ20နှစ်ပဲရှိတော်တော်ငယ်သေးတယ်အဲ့တော့ရှင်ပြိုင်လာတယ်ရှေ့ဆက်ပြီးတော့လည်းအမှုပညာခီလန်းနေမှာလင်းဆူတောင်းတယ်လို့ပေါ့เนาะအများကြီးအောင်မြင်မှုရရှိပါစေ